okay ဒါဆိုရင်အဲဒီဒီဒါက quantity တွေပဲရပြီးသွားပြီပေါ့เนาะအဲ့တော့ cost ကိုလိုချင်နေဆိုရင်တော့သူ့ရဲ့ rate ပေါ့เนาะအဲသူ့ရဲ့ rate တွေထည့်လိုက်မယ်ဆိုရင်တော့ cost တန်ဖိုးတွေကိုရရှိမှာဖြစ်တယ်เนาะအဲ့တော့ဒီမှာဆိုရင်ဟိုမှာ billet မြေတိတ် billet မြေတိတ်က cost ဘလောက်လဲပေါ့เนาะသဲတစ်ချင်းမှာဘလောက်လဲနောက်ကြောက်တစ်ချင်းမှာဘလောက်လဲเนาะပယံတစ်ယောက်ဆိုရင်ဘလောက်လဲအလုပ်သမားတစ်ယောက်ဆိုရင်ဘလောက်လဲเนาะသူတတ်မှတ်ထားတဲ့ cost တွေကိုထည့်လိုက်ပဲ เนาะသတ်မှတ်ထားတဲ့ cost တွေကိုထည့်လိုက်မယ်ထည့်လိုက်ပြီးရောဒီ cost တွေအကုန်လုံးနဲ့ quantity နဲ့ cost တွေနဲ့မျှောက်လိုက်မယ်ဆိုရင်အဲဒီ item တစ်ခုချင်းစီအလိုက်ကုန်ကြမဲ့ total ငွေရောအားလုံးပေါင်းလိုက်မယ်ဆိုရင်အဲဒီဒီ retaining wall pay တရားမှာစောက်လုံးမယ်ဆိုရင်ကုန်ကြမဲ့ total cost တန်ဖို့ပိုပါရရှိမှာဖြစ်တယ်เนาะအဲ့တော့ဒီမှာတော့အသီးသန့်လေး ပေါ်အောင်လို့မလို့တည်တံ့နေတွက်ပေးထားတာဖြစ်တယ်ဒီမှာဆိုရင် material ဆိုရင် material cost ထဲမှာထည့်လိုက်ပါเนาะနောက် labor ဆိုရင်ဒီ labor ရဲ့ cost ထဲမှာထည့်လိုက်တယ်ပေါ့เนาะဒါကတော့ material နဲ့ labor နဲ့ပေါင်းထားတဲ့ cost တန်ဖိုးပဲဖြစ်တယ်เนาะ okay ဒါလေးဒါကတော့ calculation ပဲဆိုတော့ဒီဒီအသေးစိတ်ရှင်းမပြတော့เนาะဒါကြီးပုံပေါင်းလိုက်မယ်ဆိုရင်ဒါ material ဒီ data estimate တစ်ခုလုံးမှာကုန်ကြမယ် material ရဲ့ cost တန်ဖို့ပေါ့နော်ဒါ ਈ အကုန်လုံးပေါင်းလိုက်မယ်ဆိုရင်ဒါကတော့ labor cost တန်ဖို့ပေါ့ဒါကတော့ material နဲ့ labor နှစ်ခုလုံးပေါင်းရဲ့ cost တန်ဖို့ကိုရရှိမှာဖြစ်တယ်နော်အဲဒီ rate တွေကတော့အဲကိုယ့်ရဲ့ဒီလက်ရှိရှိနေတဲ့ update ဈေးနှုန်းတွေနဲ့နော် update ဈေးနှုန်း data update ဈေးနှုန်းนี่နောက်တစ်ခုက data ပေါက်ဈေးနှုန်းนี่ပေါ်မူတည်ပြီးတော့ထည့်ပေးရမှာပဲဖြစ်တယ်ဒါကတော့နမူနာအနေနဲ့နမူနာအနေနဲ့ထည့်အတွက်ပေးထားခြင်းပဲဖြစ်တယ် โอเคဒါ estimate ထွက်ပြီးသွားပြီဆိုရင်တော့ဒီ ပစ္စည်းတွေရဲ့တိုတက်ဆမ်မာရီပေါ့နော်ပစ္စည်းတစ်ခုချင်းပစ္စည်းတစ်ခုချင်းစီရဲ့တိုတက်ဆမ်တိုတက်ကွန်နတီပေါ့နော်တိုတက်ကွန်နတီနောက်လေးပါအမျိုးအစားတစ်ခုချင်းစီရဲ့တိုတက်ကွန်နတီကိုအဲဒီ BJU Found လေးမှာထည့်ပေးရမှာဖြစ်တယ်အဲ့တော့ဒီမှာ BJU Found လေးကိုဘယ်လိုတွက်မလဲဆိုတာကြည့်ရအောင်အဲ့တော့ဒီမှာဆိုရင်ဒီ B မှာပါဝင်တဲ့ပစ္စည်းမျိုးအစားတွေပေါ့နော်အမျိုးအစား item တစ်ခုချင်းစီမှာပါဝင်တဲ့ပစ္စည်းအမျိုးအစားတို့ ါဝင်သမျှပစ္စည်းမျိုးစားတွေကိုဒီမှာချပြီးတော့ရေးလိုက်မယ်ပေါ့နော်ဒီမှာဆိုရင်ပစ္စည်းမျိုးစား73မျိုးရှိရယ်ပေါ့နော်ထိုနည်းတူပဲ၄ပါဆိုရင်လည်းပါဝင်တဲ့၄ပါတွေအမျိုးစားတွေကိုပုံလုံးရေးလိုက်မယ်ပေါ့နော်ပြီးရင်သူ့ရဲ့ဒီမှာ B မှာထုတ်ထားရဲ့ unit တွေအတိုင်းထည့်လိုက်မယ်ပေါ့နော်โอเค ဒါရသွားပြီဆိုရင်အမှန်မှာတော့ဒီဘီးမှာဆိုရင် item တစ်ခုချင်းစီလိုက် ထုတ်ထားတာရှိရဥမာစီမံဆိုရင်ဒီမှာ136လင်းမှာလည်းဒီမှာစီမံ quantity ပါမယ်နောက်တစ်ခုကကြဒီကြောက်စီမှာလည်းစီမံပါမယ်အဲ့ item တစ်ခုချင်းစီမှာရှိရစီမံပါဝင်တဲ့ဟာတွေစီမံနေပုံတော့လိုက်ပြီးတော့ ပေါင်းပေးရမှာဖြစ်တယ်ဒါဆိုရင်အဒီဘီကျူမှာစီမံ total quantity တန်ဖိုးကိုရရှိမှာဖြစ်တယ်เนาะအဲ့တော့တခုချင်းစီပေါင်းလဲရတယ်ဒါပေမဲ့ပို့ပြီးတော့မြန်ဆန်သွားအောင်ဒီကောင်ကို sand a formula ကိုအသုံးပြုပြီးတော့အဲသူ့ရဲ့ quantity တန်ဖိုးကိုရှာပြပေးသွားမှာပဲဖြစ်တယ် okay ဒါဆိုရင်အဒီငွေအမောင့်လေးကိုတစ်ချက်မှတ်လိုက်ပေါ့เนาะ4136 110ပေါ့เนาะ okay နောက်ဒီသူ့ရဲ့ လေးပါးကြတော့3890963ရပါเนาะဒါလေးတစ်ချက်မှတ်ထားလိုက်ငွေမောင်းเนาะအဲ့တော့ဒီမှာသူ့ရဲ့ quantity ကိုဘယ်လိုရှာမလဲเนาะဒါလေးကိုဖြတ်လိုက်မယ်เนาะအဲ့တော့ sin a formula ကိုအသုံးပြုပြီးတော့ရှာမှာဖြစ်တယ်အဲ့တော့ဒီမှာအဲပါဝင်တဲ့ပါဝင်တဲ့ material ရဲ့ အဲအမျိုးအစားတွေအကုန်လုံးကိုတော့ B ကနေပြီးတော့အကုန်လုံးချပြီးရေးလိုက်မယ်เนาะနောက်တစ်ခု၄ပါလဲထိုနည်းတူပဲ B ကနေပြီးတော့အကုန်ပြီးချပြီးရောရေးလိုက်မယ်အဲ့တော့စီမန့်တိုတယ်ပေါ့เนาะစီမန့်တိုတယ် quantity ကိုလိုချင်နေဆိုရင် formula သုံးပြီးရော summary ကိုထုတ်မယ်အဲ့တော့ဒီမှာညီများချင်း sum if ကွင်းစာ B B ကိုတွားမယ် ီကော်လံဘီပေါ့နော်ကော်လံဘီလေးကိုကလစ်လိုက်မယ်ပြီးရင်ကော်မာဒီဂျူကိုပြန်သွားလိုက်မယ်ဒီဂျူမှာကြတော့ကော်လံဘီကိုပဲကလစ်လိုက်မယ်ကော်မာပြီးရင်ဘီကိုပြန်သွားမယ်ပစ္စည်းမျိုးစားတွေရဲ့ quantity ကဒီမှာ colon d မှာရှိရဖြစ်တဲ့အတွက်ဒီမှာ colon d ကိုဒီမှာ click တစ်ချက်ထားလိုက်မယ်ပြီးရင် ဝင်းပိတ်လိုက်မယ်ခန္ဓာခောက်လိုက်မယ်โอเคဒါဆိုရင်အဲဒီ BE မှာထုတ်ထားတဲ့စီမံနေရဲ့ total quantity တန်မိုးကဒီမှာ1.8တသမာ6.8ဆိုပြီးတော့ရရှိလာမှာပဲဖြစ်တယ်เนาะโอเค formula လေးကိုတစ်ချက်ပြန်ပြောရအောင်เนาะဒီမှာ formula လေးကိုတစ်ချက်ထောက်လာအဲ့တော့ BE ရဲ့ beta estimate ရဲ့ column B click မယ်နောက်တစ်ခုက B2 မှာဆိုရင်ဒီ column B နော်ကော်လံဘီကိုထောက်လိုက်မယ်ပြီးရင်အဲဒီ BE ရဲ့ကော်လံ D ကိုထောက်လိုက်မယ်နော်ဒါဆိုရင်အဲဒီ beta estimate မှာရှိရဲ့စီမံနေအကုန်လုံးရဲ့ total quantity တန်မိုးကို formula လေးအသုံးပြုပြီးရောလွယ်ကူလင်းမြန်စွာပဲထုတ်လိုက်တာဖြစ်တယ်နော်အဲ့ဒါလေးတခုရပြီးသွားပြီဆိုရင် နောက်ထပ်ဒီသဲတို့ကြောက်တို့အုတ်ပါညာပေါ့နော်အုတ်တစ်တို့ဒါတွေအကုန်လုံးကိုကြတော့ဒီ B မှာအဲ ဘီးမှာတိုးတဲ့ quality ဘယ်လောက်ရှိသလဲဆိုတာကိုတခုချင်းစီဒီဆော့ဆော့ဟာအတိုင်းထုတ်နေစရာမလိုတော့ဘူးသူ့ရဲ့ down လေးကိုတော့ဒီမှာ plus sign လေးပေါ်လာတယ်အဲ plus sign လေးကနေပြီးတော့အောက်ကိုဆွဲချလိုက်ရုံပဲ okay ဒါဆိုရင်အဲဒီဘီးမှာရှိရဲ့ပစ္စည်းတစ်ခုချင်းစီရဲ့ total quantity တက်မိုးကိုရရှိမှာပဲဖြစ်တယ်เนาะအဲ့တော့ငွေမောက်ပြောင်းလာကြည့်လိုက်4136 1139အရင်မူလမှတ်ထားတာလဲဒါပဲเนาะ okay နောက်တစ်ခုကကြတော့အဲဒီတိုင်းပဲဒီကောင်လည်းဒီလိုပဲဆွဲချထားတာဖြစ်တယ်เนาะအဲဒီလေဘာအတွက်ပေါ့เนาะလေဘာအတွက်လည်းဒီမှာလောက်ပြမယ်เนาะထားဟိုဖြောက်လိုက်ညီမြချင်း sum if s u m i f ပြီးရင်ကွင်းစပြီးရင်သူက b ကိုတော့ column b comma ဒီဂျူကိုတော့ column b ပေါ်မှာ B ကိုတော့ colon D under ဟုတ်ဒါဆိုရင်အဲဒီ beta estimate မှာထုတ်ထားရဲ့ပယံစုစုပေါင်းကဒီလောက် quantity ရရှိမှာဖြစ်တယ်เนาะအဲ့တော့နောက်ထပ် carpenter တို့ worker တို့ stevisar တို့ပိန်တာတို့ကိုလိုချင်တယ်ဆိုရင်တခုချင်းစီ formula တွင်းကြမလို့တော့ဘူးဒီမှာ down လေးကိုတွားလိုက် plus sign လေးပေါ်လိုက်ရင်အောက်ကိုဆွဲချလိုက်เนาะဒါဆိုရင်သူတို့ရဲ့ အဲ total quantity demo ကိုအလွယ်တကူနဲ့ရရှိမှာဖြစ်တယ်အဲ့တော့ငွေအမောင်းပြောင်းလာကြည့်လိုက်3890693ရเนาะဒီကောင်လည်း3890693ရပဲเนาะငွေအမောင်းမပြောင်းလဲသွားဘူးဒီနည်းနဲ့ PQ ဖောင်ကိုတွက်ပေးနိုင်မှာပဲဖြစ်တယ်ဒါဆိုရင်အဲသူ့ရဲ့ rate တွေထည့်လိုက်မယ် quantity ရပြီးသားပြီဆိုတော့ rate နဲ့ quantity နဲ့မြှောက်လိုက်မယ်เนาะမြှောက်လိုက်မယ်အားလုံးပေါင်းလိုက်မယ်ဒါဆိုရင် material ရဲ့ cost demo ကိုရရှိမှာဖြစ်တယ်เนาะဒီမှာလည်း rate တွေထည့်လိုက်မယ် quantity နဲ့ rate နဲ့မြှောက်လိုက်မယ်အားလုံးပေါင်းလိုက်မယ်ဒါဆိုရင်၄ပါးရဲ့ cost တန်ဖိုးကိုရရှိမှာဖြစ်တယ် material နဲ့၄ပါးနဲ့ပေါင်းလိုက်မယ်ဒါဆိုရင်အဲဒီအားလုံးရဲ့ total cost တန်ဖိုးကိုရရှိမှာပဲဖြစ်တယ်ဟုတ်ပြီဒါဆိုရင်တော့ဒီ B မှာထုတ်လိုက်တဲ့ material cost total labor cost total နောက်စုစုပေါင်း cost ပေါ့နော် material နဲ့ လေးပါနှစ်ခုပေါင်း cost total ဒါတွေမှန်မှန်မှန်ကိုအဲ B B မှာတွက်ထားရဲ့ cost နဲ့ပြန်ပြီးတော့စစ်ကြည့်လိုက်မယ်အဲ့တော့ B မှာဒီမှာတစ်ခုချင်းစီခွဲထည့်ထားပါเนาะ B မှာ material က4136 1139အဲ့တော့4136 1139မှန်တယ်နောက်တစ်ခုက၄ပါ3890963ည ဲ့တော့3 8 9ဘုံ6 6 3ညအဲ့တော့နှစ်ခုပေါင်းလိုက်ရင်8 3ည3နေ3ည9 3ည8 3ည3နေ3ည9 3ညဒါကြောင့်မို့ estimate တွေ့တဲ့အခါမှာဒီ beta estimate မှာရှိရဲ့ beta estimate မှာရှိရဲ့ material cost labor cost total cost เนาะအဲ့လာနဲ့ဒီ B2 မှာတည်တန့်ထုတ်လိုက်တဲ့ material cost လေးပါ cost total cost ဒီနှစ်ခုဟာအဲတူနေရမှာပဲဖြစ်တယ်เนาะမတူဘူးဆိုရင်ဒါတနည်းအားမှာလွဲနေလို့ပဲเนาะ quantity လွဲနေသလားဒါမို့အဲဒီ unit rate တွေထည့်တဲ့နေရာမှာလွဲနေသလားเนาะဒါကိုပြန်ပြီးရောစစ်ဆေးပေးရမှာပဲဖြစ်တယ်โอเคဒီ B မှာ platform ကအဲဒီမှာเนาะ material labor material plus labor ဆိုပြီးတော့ဒီမှာ item ၃ခုခွဲပြီးတော့တွက်လိုက်တာပေါ့เนาะအဲ့လိုခွဲပြီးမတွက်ချင်ဘူးဆိုလဲဒီ item column တစ်ခုထဲမှာထည့်ပြီးတော့တွက်ချင်လဲရပါတယ်เนาะဒါကတမင်သိအောင်လို့မလို့ခွဲပြီးတော့တွက်ပြထားတာဖြစ်ပါတယ်เนาะအဲ့ဒါဆိုရင်တော့ဒီ column တစ်ခုထဲမှာထည့်မယ်ဆိုရင်တော့ဒီကတော့ သူရဲ့ total cost ဖြစ်သွားမှာပေါ့เนาะနေပါဆိုရင်လည်းဒီတက်ထဲ material ဆိုလည်းဒီဘက်ထဲထဲပြီးရင်အလုံးပေါင်းလိုက်ပေါ့เนาะအဲဒီလိုမျိုးတွက်ရနေရပါတယ်เนาะဒီမှာကတော့ biju နဲ့စစ်ပြခြင်းနဲ့အတွက်ဒီလိုမျိုးတည်တဲ့နေခွဲပြီးတော့တွက်ပြပေးထားတာပဲဖြစ်ပါတယ် okay ဒါဆိုရင် biju ရဲ့ cost နဲ့ b ရဲ့ cost နဲ့တူရဲ့ဒါကြောင့်မလို့ biju ရဲ့ quantity ကလည်းမှန်ကန်သွားပြီ rate ကလည်းမှန်သွားပြီပေါ့ okay နောက်ထပ် found ကိုတွက်တွားလိုက်ရအောင်